မင်္ဂလာပါရှင် အချိုပွဲမုတ်တမျိုးဖြစ်တဲ့နက်ကထိုင်မုတ်လို့နီးလောက်ပြပေးပါမယ်ရှင်ပါဝင်ပစ္စည်းတွေကအရင်လဲမများပါဘူးလောက်ရတာလဲလွယ်ကူပါတယ် အရင်ဦးဆုံးပအဝင်ပစ္စည်းတွေကိုအစင်သေးပြင်ဆင်ထားပါမယ်။နိုးမုံ30ဂရမ်၊ရှော့တနင်းက150ဂရမ်ထည့်ပါမယ်။ဒါကတော့ဘေကင်းပေါင်းတာပါ။သူ့ကိုတော့2ဂရမ်အသုံးပြုပါမယ်။ဒါကတော့အိုင်စင်ရှူဂါပါ။ဒီပလင်းလေးကတော့ mid flavor ပါ။ဒါကတော့ကိတ်ကြုံအမျိုးအစားပါသူကိုတော့200ဂရမ်ပြင်ဆင်ထားပါမယ်ကိတ်ကြုံကိုစကားတိုက်ချပြီးတော့စစ်လိုက်ပါမယ်ရှင် ဒီမှာပါဝင်တဲ့ recipe အချို့စားတွေကိုတော့ဗီဒီယိုရဲ့အနောက်ဆုံးမှာဖော်ပြပေးထားပါမယ်ရှင်။ပြီးရင် icing sugar ကိုလည်းစကားတိုက်ချပေးရပါမယ်။နူအနံ့ကိုတော့လက်ဖက်စားစွန်းနဲ့တစ်စွန်းလောက်ထည့်လိုက်ပါရရှင်။ပြီးရင်တော့နုံမုံနဲ့ဘေကင်းပေါင်းတာကိုထည့်လိုက်ပါမယ်။နောက်ဆုံးမှာတော့ရှော့တနင်းထည့်လိုက်ပြီးတော့စပက်ကျူလာလေးနဲ့အရင်မွေပြီးလက်နဲ့ပဲနေလိုက်ပါမယ်။ ရင်ကြီးအားဆိုင်ပြီးနေစရာမလိုပါဘူးရှင်။နေပေးနေရင်ခဏအကြာမှာတော့တွေ့တွေ့လေးဖြစ်လာပြီးတော့ဂျုံသားနဲ့ရွှတ်တနေပေါင်းဆက်လာပါမယ်။ အခုလိုအနေထားလေးရပြီဆိုရင်တော့မုတ်လုပ်ဖို့အဆင်သင့်ဖြစ်ပါပြီရှင်မုတ်ဖို့မဲ့ပန်းကိုမကတ်အောင်လို့ဘေကင်းပေပါခင်းထားလိုက်ပါမယ် မုတ်ကိုတော့နေတော့အလုံးလေးကြီးလုံထားလိုက်ပါမယ်ရှင်။အခုလိုမျိုးအလုံးပုံစံလေးလောက်နဲ့လုံထားမှမီးပူနဲ့တွေ့ပြီးဖုတ်တဲ့အခါမှာနည်းနည်းလေးပြန့်ကျသွားမှာဆိုတော့စိုင်းနေမှာရောင်းတဲ့မုတ်ဆိုင်လေးရမှာပါ။ဒီမုတ်ကမီးပူချိန်မှလို့မရတဲ့မုတ်မျိုးပေါ့နော်။မီးများတော့ရင်တော့အယောင်လည်းမလာတော့ဘဲနဲ့မုတ်သားကမာပြီးတော့စားလို့မကောင်းတော့ပါဘူး။ဒါကြောင့်မို့လို့အိမ်မှာတစ်ခါတရံမှလှုပ်ရှားဖြစ်တယ်ဆိုလို့ရှိရင်တော့မုတ်ဖုတ်တဲ့ချိန်မှာစောင့်ကြည့်ပြီးလုပ်ရင်တော့မုတ်ကောင်းကောင်းလေးစားရမှာပါ။ စုစုပေါင်းမုတ်ကလေးတွေရာ18လုံးရပါတယ်။အပေါ်မီးအောင်မီး120နဲ့ပရီဟိပေးထားတဲ့အာဗန်မှာမိနစ်20အကြာ ဖုတ်ပေးခဲ့ရပါတယ်။အာဗန်တစ်ခုနဲ့တစ်ခုဟာအပူချိန်မတူညီကြတာရှိကြတဲ့အတွက်15မိနစ်လောက်ကနေစပြီးတော့ကုမုတ်ရဲ့အနေထားလေးကိုစောင့်ကြည့်ပြီးလုပ်ရင်တော့မုန်းလှလှလေးရမှာဖြစ်ပါတယ်ရှင်။နက်ဂရိုင်မုတ်ရဲ့အရသာကတော့အပေါ်ရံအလွာနုနုညံ့ညံ့လေးနဲ့အချို့အရသာလည်းအရင်မများပဲနဲ့မောမောလေးဖြစ်ပြီးတော့စားလို့ကောင်းပါတယ် ဆိုင်တွေမှာဝယ်စားရတဲ့နက်ကထိုင်မုတ်ကအချိုရတာများတယ်ဆိုရင်အိမ်မှာကိုယ်တိုင်လှုပ်ရှားကြည့်တဲ့အခါကျတော့အချိုချော့ပြီးတော့နှုတ်မုတ်များများလေးထည့်ပြီးလှုပ်လို့လည်းရပါတယ်။ပအဝင်ပစ္စည်းတွေကလည်းမုတ်ဖို့ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာဆိုရင်အလွယ်တကူဝယ်လို့ရတာမို့လို့နက်ကထိုင်ကြိုက်တဲ့အိမ်သားတွေရှိရဆိုရင်တော့တစ်ခါလောက်ဆက်ပြီးလှုပ်ရှားကြည့်ပါနော်။လှုပ်ရတာလွယ်ကူပြီးတော့အရင်လဲစားလို့ကောင်းပါတယ်ရှင်။